ရှင်မသက်ခရစ်ဝင်အခန်းကြီး3ရှင်မသက်ခရစ်ဝင်အခန်းကြီး3သည်လမ်းခရီးတော်ကိုဗက်တိဆန်ယောဟန်ပြင်ဆင်ခြင်းအကြောင်းဖြစ်သည်အခန်းငယ်1ထိုကာလအခါဗက်တိဆန်ဆရာယောဟန်သည်ပေါ်ထွန်းလျင်ကောင်းကင်နိုင်ငံတော်သည်တည်လူနီးပြီးထို့ကြောင့်နောင်တရကြလော့ဟုယူဒတော်၌ဟောလေ၏ပရောဖက်ဟေရှာယဟောပူးသည်ကတော်၌ဟစ်ကြော်တော်သူ၏အတံမှာ ထာဝရဘုရားကြွတော်မူရာလမ်းကို ပြင်ကြလော့လမ်းခရီးတော်ကိုဖြောင်းစီကြလော့ဟူသောအချက်၌ထိုယောဟန်ကိုဆိုလိုသည်ယောဟန်သည်ကလအုပ်အမွေးနှင့်ရက်သောအဝိကိုဝိလျက်ခား၌တည်ရကပန်းကိုစီးလျက်ကျိုင်းကောင်နှင့်တော၌ဖြစ်သောပြားရည်ကို စားလျက်နေ၏ထိုအခါယေရုရှလင်မြို့မှစ၍ယူရပြည်သူပြည်သား ယော်ဒန်မြစ်နားမှနေသော သူအပေါင်းတို့သည်ယောဟန်ထံသို့ထွက်သွား၍မိမိတို့အပြစ်များကို ဖော်ပြလျက်ယော်ဒန်မြစ်၌ပြတိဇံခံကြ၏ပါရိရှဲနှင့်ဇတုကဲအများတို့သည်ပြတိဇံကိုခံအံ့သောငါလာကြသည်ကိုယောဟန်သည်မြင်လျင်အချင်းမွေဆိုးအမျိုးတို့ရောက်လူသောဘေးဒဏ်မှပြေးသွားစိတ်သောငါအဘယ်သူသည်တင်တို့ကိုပြတိပေးပြီတည်းနီး ။နောင်တရရှင်နှင့်ထိုက်တန်သောအကျင့်ကိုကျင့်ကြလော။အာဗြဟံသည်ငါတို့အဘဖြစ်သည်ဟု၍စိတ်ထဲ၌မအောင်မေ့ကြနှင့်။ဘုရားသခင်သည်ဤကြောက်ခဲတို့မှအာဗြဟံသားတို့ကိုထုတ်ဖော်ဖန်ဆင်းနိုင်တော်မူသည်ဟုငါအမှန်ဆို၏။တစ်ပင်အမျက်နာမှာပစိန်ထားလျက်ရှိသည်ဖြစ်၍ကောင်းသောအတီးမတီးသောအပင်ရှိသည်များတို့ကိုခုတ်လှဲ၍မိထဲသို့ ချလိုက်ရ၏ငါသည်နောင်တအဖို့အလို့ငါတင်တို့ကို ရေနှင့်ဗတ္တိဇံပေး၏နောက်ကြွလာသောသူသည်ငါထက်တက်ဆွမ်းနိုင်၏ထိုသူ၏ခြေနှင်းတော်ကိုမြစောင့်ခြင်းကငါမထိုင်ထိုသူသည်တန်ရှင်သောဝိညာဉ်တော်နှင့်၎င်းမိနှင့်၎င်းတင်တို့ကိုဗတ္တိဇံပေးလိမ့်မည်လက်တော်တွင်သဘောပါလျက်မိမိကောက်နှင့်တလင်းကို ရှင်းလင်းစေသည်ဖြင့် မိမိဂျုံစဘာကိုကြည်၌စုသိမ့်သွင်းထား၍အဖင်းကိုကမငိမ့်နိုင်သောမိနစ်ချို့တော်မူလတန်ဟုယောဟန်ပြော၏အခန်းငယ်73အခန်းငယ်73သည်တခင်ယေရှုဗတ္တိဇံခံခြင်းဖြစ်သည်ထိုအခါယေရှုသည်ဗတ္တိဇံကိုခံအံ့သောငါဂါလိလဲပြည်မှယော်ဒန်မြစ်နာယောဟန်ထံသို့ကြွတော်မူ၏ယောဟန်ကလည်းအကျွန်ုပ်သည် ကိုတော်ထာ၌ဗျတိစံကိုခံရမည်အကြောင်းရှိပါသည်ဖြစ်၍ကိုတော်သည်အကျွန်ုပ်ထံသို့ကြွလာတော်မူသလိုဟုယေရှုကိုစီတားလေ၏ယေရှုကလည်းအလုံးစုံသောတရားတို့ကိုအကုန်အစင်ကျင့်သည်ဖြစ်၍ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏ထိုအခါယောဟန်သည်ဝန်ခံလေ၏ယေရှုသည်ဗျတိစံကိုခံတော်မူပြီးလျှင် ရေမအပေါ်ထဆင်တွင်ကောင်းကင်ဖွင့်လင်းသည့်ဖြစ်ဘုရားသခင်၏ဝိညာဉ်တော်သည်ဂျိုးငှက်ကဲ့သို့ဆင်းသက်၍ကိုတော်ပေါ်၌နားတော်မူသည်ကိုမြင်ရ၍ဤသူကငါနှစ်သက်မျက်နှာရာငါဤจิตာပေတည်းဟု ကောင်းငင်ကအတန်တော်ဖြစ်လေ၏ရှင်မသက်ခရစ်ဝင် အခန်းကြီး3ပြပါပြီနှုတ်ကပတ်တော်နားထောင်သွားတော်သူအယောက်စီတိုင်း ဖျားသခင်သာ၍ကောင်းချီးပေးပါစေ။အာမင်။